ကမ္ဘာဥရောပနိုင်ငံတွေထဲကနိုင်ငံတနိုင်ငံဖြစ်တဲ့ပိုလန်နိုင်ငံမှာဘယ်လိုမျိုးထူးခြားချက်တွေရှိနေပါသလဲဘယ်လိုမျိုးနောက်ခံတမိုင်းကြောင်းတွေရှိနေပါသလဲပိုလန်နိုင်ငံရဲ့အလှပတရားတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကဘာတွေလဲပိုလန်နိုင်ငံမှာဘယ်လိုမျိုးပွဲတော်တွေကိုကျင်းပပြီးတော့ဘယ်လိုမျိုးအစားအသောက်တွေကိုစားသောက်လေးရှိကြသလဲအစရှိတဲ့ပိုလန်နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုဒီဗီဒီယိုမှာအဓိကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ ိုလန်နိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သိချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ကိုရိုသေလေးစားစွာအကြံပြုတိုက်တွန်းလိုပါတယ်။ကဲဟုတ်ပြီဒါဆိုရင်အခုပဲဒီဗီဒီယိုကိုစလိုက်ကြအောင်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Diamond Entertainment YouTube Channel ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ ဒီနေ့ပါကတော့ဥရောပနိုင်ငံတွေအနက်သမိုင်းဝင်အမှုပညာဆန်လာတဲ့ပိုလန်နိုင်ငံအကြောင်းကိုမျှဝေပေးချင်ပါတယ်။ပိုလန်နိုင်ငံမှာလူသိနေတဲ့အလှပတရားတွေသမိုင်းကြောင်းတွေထူးခြားတဲ့ယဉ်ကျေးမှုတွေအများကြီးရှိနေပါတယ်။ဒါဖြစ်ပိုလန်နိုင်ငံရဲ့စိတ်ဝင်စားစရာအချက်တွေကိုဆက်လက်ကြည့်ရှုကြရအောင်။တကယ်တော့ပိုလန်နိုင်ငံကသမိုင်းကြောင်းရှေ့လျားလာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပိုလန်နိုင်ငံကို30ရာစုကတည်းကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ 1939ခုနှစ်ဒုတိယကမ္ဘာစစ်စတင်ချိန်မှာကမ္ဘာကြီးကိုဂျာမနီနဲ့ဆိုဗီယက်ယူနီယံတို့ကလွှမ်းမိုးခဲ့ပါတယ်။အစိုးရစနစ်ပြောင်းလဲမှုတွေများလာတဲ့နောက်ပိုင်းမှာတော့1989ခုနှစ်ကနေစပြီးပိုလန်နိုင်ငံဟာဒီမိုကရေစီစနစ်ဖြစ်ဖွံ့ဖြိုးလာခဲ့ပါတယ်။ပိုလန်နိုင်ငံရဲ့ပြည်သူတွေကယဉ်ကျေးမှုများထူးချွန်ထက်မြက်မှုများနဲ့ဖျားရည်ရယုံကြည်မှုတွေများသောလူမျိုးများဖြစ်ကြပါတယ်။ Easter Monday သို့မဟုတ် Dangas Day ဆိုတာကလည်းထူးခြားပြီးတစ်ရက်လုံးရေဆူဆူဖြစ်ဆော့ကစားရတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ ထို့ပြင်ပိုင်ရဂီဆိုတဲ့ပိုလန်တံပြန်ဟင်းလျာဟာလည်းပိုလန်နိုင်ငံရဲ့ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။ cheese on the အသီးနှံစသီတို့ကိုထည့်ပြီးတော့ပြုလုပ်ရတဲ့အဲ့ဒီမုတ်ဟာတကယ်ကိုမှမဖြစ်မနေတသက်မှာတစ်ခါလောက်တော့စားကြည့်တဲ့အစားအစာပဲဖြစ်ပါတယ်။အကယ်၍ဒီဗီဒီယိုကိုအခုလက်ရှိကြည့်ရှုနေတဲ့မိတ်ဆွေကသဘာဝအလှတရားတွေကိုချစ်မြတ်လို့သူတူဆိုရင်တော့ပိုလန်နိုင်ငံကအလွန်အမတန်မှကိုတင့်လျော်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Bayer Leverkusen Forest လို့ခေါ်တဲ့ ပိုလန်နိုင်ငံမှာတည်ရှိနေတဲ့တောကြီးကဥရောပရဲ့နောက်ဆုံးကျန်ရှိနေတဲ့ပင်လယ်သစ်တောကြီးဖြစ်ပြီး Great Bissam လို့ခေါ်တဲ့အမေရိကန်ကျွဲများနေထိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ပိုလန်နိုင်ငံမှာတည်ရှိနေတဲ့ Zakopane လို့အမည်ရတဲ့မြို့ဟာချစ်စရာကောင်းတဲ့တောင်ကြားမြို့ဖြစ်ပြီးတော့ချစ်သူများအတွက်စွန့်စားမှုတော်လန်သောနေရာတစ်ခုလည်းဖြစ်ပါတယ်။ပိုလန်နိုင်ငံမှာတည်ရှိနေတဲ့ Masurian Lakes လို့ခေါ်တဲ့ရေကန်ဟာဧရိယာအဖြစ်2000ကျော်ကျယ်ဝန်းသောရေကန်ဖြစ်ပြီး ငါးဖမ်းခြင်းနဲ့ဖလေးစီးခြင်းအတွက်အလွန်အမတန်မှကိုနာမည်ကြီးတဲ့ရေကန်တစ်ခုလည်းဖြစ်ပါတယ်။ပိုလန်နိုင်ငံမြို့တော်ဟာဝါဆောဖြစ်ပါတယ်။ပိုလန်နိုင်ငံကမြို့ကြီးတွေကတစ်မြို့နဲ့တစ်မြို့အလှချင်းရှင်ပြိုင်နေတယ်လို့ထင်ရလောက်အောင်လှပနေကြပါတယ်။ဝါဆောမြို့တော်ကြီးကတိုက်ပွဲကြားကနေပြန်လည်တည်ထောင်ထားတဲ့ Old Town Square နဲ့ Royal Castle တို့နဲ့အတူအထူးလှပလျက်ရှိပါတယ်။ပိုလန်နိုင်ငံကထူးခြားတဲ့သိပ္ပံနဲ့နီးပညာတည်ထွင်မှုများထွက်ရှိရာနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ Marie Curie လို့အမည်ရတဲ့ ရေဒီယိုတတုရှာဖွေတွေ့ရှိခဲ့သူနာမည်ကြီးသိပ္ပံပညာရှင်ဟာပိုလန်နိုင်ငံကဖြစ်ပါတယ်။နီကိုလတ်စ်ကော်ပါနီကတ်စ်လို့အမည်ရတဲ့ပိုလန်နိုင်ငံကသိပ္ပံပညာရှင်ကလကကဘာကိုပတ်နေတယ်ဆိုတာကိုတတ်သိပြပေးနိုင်ခဲ့တဲ့သိပ္ပံပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ The Witcher and Cyberpunk 2077 video game ကိုထုတ်လုပ်ပေးတဲ့ CD Projekt Red ကိုပူဇော်လဲပိုလန်နိုင်ငံကပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံကသမိုင်းယဉ်ကျေးမှုတဘာဝအလှတရားတွေနဲ့ဤပညာတို့ကိုပေါင်းစပ်မှုကြောင့်တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်။အကယ်၍မိတ်ဆွေကခီးသွားဖို့စဉ်းစားနေရဆိုရင်ပိုလန်နိုင်ငံကဘက်ကလစ်ထဲမှာလုံးဝပါဝင်နေတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်။ကဲဘလိုလဲမိတ်ဆွေဒီဗီဒီယိုကိုကြည့်ပြီးတော့ပိုလန်နိုင်ငံကိုတွားကျင်စေဖြစ်လာပြီလားဆိုတာကိုမှတ်ချက်ထဲမှာညွှန်ဝေပေးခဲ့ကြပါအောင်နော်။အဲ့ဒီလိုမျိုးစိတ်ဝင်စားစရာများစွာပါဝင်တဲ့အကြောင်းအရာတွေကိုထပ်မံသိရှိလိုရဆိုရင် ကျွန်တော်တို့ရဲ့ Diamond Entertainment YouTube Channel ကိုလည်း Like and Subscribe လုပ်ဖြတ်ပြီးလို့မမေ့ပါနဲ့။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြအောင်ပါ။အားလုံးပဲကိုလတ်ပါ။